ပျော်တယ်ချင်းချင်းကြားရင်ပျော်အောင်နော်ဘာလို့ပေါ့ဘာကြောင့်စပင်းချရင်ဘန်းသွားရဲဆိုရင်ပဲကျွန်တော်တို့ရဲ့လိုပြောင်းပြောကိုကြိုးစားဒါပြလာကျွန်းနေတယ်လေးမစနေရတော့သူကဟိုးအရင်ကရောเนาะကျွန်တော်တို့ music video တွေခေဦးတဲ့ဟိုဟာသူအရင်အကျိုးကြောင့်သူကပစ်ချာရိုက်တာဒီနေ့လည်းဟာကျွန်တော်တို့ဆိုရှင်ဟာသူတို့ပစ်ချာရိုက်ခါတော့ like ယူတာအတူယူပါငွေတွေပြန်ကုန်ယူပါ

ဝိတ်ကချပြီးဟုတ်ထွက်တိုင်းနဲ့မရှင်းတွေကပေါက်တာဆိုပေါက်နေမှာလုံးချပါပြီပြတ်တော့ तू က production ပေါ့သူနဲ့ရိုက်တဲ့ production သူတစ်ချက်လည်းစိတ်ဝင်စားသူကိုနောက်ကရိုက်ပြီးတဲ့ production ကိုစိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုတော့ lens နဲ့ lighting နဲ့ပေးတာဒီ color ကြီးနော် coloring တွေပါအရင် mic တွေပေါ့နော်အဲ့ဒါအခုဆိုရင်တော့ဒီနေ့တော့အဲ့ဒါအရင်ကြည့်ကြည့် music video အားလည်းဆိုင်နေဒါပေမဲ့အခုခေတ်ကပရိသတ်မျိုးမျိုးပေါ့တချို့ကျတော့ lyrics video နဲ့လည်းအရင်တစ်ချက်အောင်မြင်သွားတာရှိတယ်အဲ့တော့ဒီတစ်ချက်နဲ့ live ဖတ်တဲ့ အများတော်ပေးနိုင်မဲ့ music video ပဲဖြစ်ဖြစ် live live video ပဲဖြစ်ဖြစ်ပေါ့နော်။ဘယ်ရပဲဖြစ်အစင်ပြေတဲ့ file နဲ့သွားတူရင်ပြည့်တဲ့ရင်နဲ့ရောက်ရင်အောက်ပေါက်တော့အဓိကတော့ဟို budget ပေါ့နော်။ကိုယ့်ရဲ့ budget ကိုချိန်ပြီးတော့ပဲသွားရတာပေါ့နော်။အဲ့ကို budget တောက်ရင်တောက်တယ်လို့ကောင်းကောင်းသွားတယ်။ budget အနေထားအလက်လောက်ဆိုလည်းအလက်လောက်ပေါ့။တစ်ချိန်အမျိုးထွက်လာတော့9နှစ်လောက်ရှိပြီဆိုတော့တစ်ချိန်မျိုးလေးပြတ်ထွက်မယ်။အများသောအားဖြင့်တော့အခုအခုတစ်ချိန်အခုအနေနဲ့ဆိုရင်အခုတစ်ချိန်တွေကိုကိုကလိုချင်တဲ့လမ်းကြောင်းလေးကိုပေးလိုက်ပါမယ်။အဲ့ဒီမှာ channel အားကိုလူငယ် လင်ငယ်တိုင်းတာလဲပေါ့နော်သူတို့ဆက်စင်းစားဆက်စင်းစားပြီးတော့အဲ့အရန်နှစ်ခုပေါင်းဆက်လိုက်တော့အရန်မိုက်သွားတာပေါ့နော်အကိုတို့တွေ့ကြုံရင်သူတို့ရဲ့ idea တွေနဲ့ပေါင်းလိုက်တော့အရန်ကောင်းသွားတာချင်းကိုလောလောလောရင်းလို့ရင်းဖန်တီးလိုက်တယ်အဲ့ပေါ်မှာမူတည်ပြီးတော့ဒီချင်းကဘယ်လိုပုံစံရရင်ကောင်းမလဲဘယ်သူရင်းရရင်ကောင်းမလဲဘယ်သူနဲ့ပြုတ်ဆောင်ရင်ကောင်းမလဲဆိုတော့ပြန်ပြီးတော့ဒုတိယဆင်စင်းစားချင်းပျော်ပြန်ချင်းလေးချင်းကြားရင်ပျော်အောင်လေရောဘယ်နာလို့ပေါ့ဘယ်ကြောင်စပင်းချရင်ဘယ်သွားရဲဆိုရင်ပဲကျွန်တော်တို့ရဲ့ဘယ်လိုပြောရမလဲကိုကြိုးစား လေးလာတာပေါ့လေးလာတာပေါ့ဒီဆိုတော့အရင်လေးလာလို့ကောင်းသွားတာပေါ့ဒါ YouTube တွေလေးလာတယ်နော်ဒါအခု TikTok ကိုကြည့်မယ်ဒါမျိုးတွေပေါ့အခုလေးလာကြရအများကြီးပေါ့အဲ Morin မှာတော့ကျွန်တော်ကပြောခဲ့တယ်အချင်းအမျိုးလေးတစ်ပုဒ်ပေါ့နော်အဲတပုတ်တစ်ပုတ်လောက်ထွက်မယ် Morin မှာအဲ share ရိုက်ထားတယ်နှစ်ပုတ်လုံး share ရိုက်ထားတယ်ဆိုတော့အခုကဒီလိုလေးပဲအခုရဲ့ပုံစံတစ်ခါလေးလွမ်းမယ်တစ်ခါလေးအဲဂျီနူးဆရာလေးပြောကြလေးဆိုမယ်ဒီလိုပဲသွားမှာပေါ့ထူထူတူတူကြီးတော့ဟိုပြောင်းကြရမှာရှိပါအားလုံးဟိုစိတ်လက် စိတ်ထဲမှာပြင်းမနေရတဲ့အားလုံးရွှင်လန်းသွားအောင်ပျော်စရာဖြစ်နေပါဘူးမြန်မာလေးကအငြင်းနဲ့ချိုးစားတယ်အငြင်းနဲ့ချိုးစားတယ်နောက်ပြီးတော့ခုခုဆိုတေးတေးချာချာလုပ်တယ်သူကသူ့ရဲ့သူ့ရဲ့သူ့တက်ကက်ကိုရမ်းထီအောင်လုပ်တယ်အဲ့တော့ဒီနေ့အခုသူ့ရဲ့ကမ်ဘက်ပေါ့နော်တကယ်အကောင်းဆုံးကမ်ဘက်တွေနဲ့ပြန်လာပြီဆိုတော့ကျွန်တော်ကအားပေးဖို့အတက်မှာပါ